ယ်အားလုံးပဲကြောက်ပြီးကြမတွေ့တာတော့ကြာပြီ။ဘာကြီးလုံးနေကြလဲ။ကျွန်တော်ကတော့လုံးဝနေပြီ။ဒါမဲ့ကျွန်တော်အခုတော့စိတ်သက်နေကြတယ်။ဆန်အောင်တော့ကျွန်တော်တတ်အမှန်နဲ့လို့တက်ကြလို့အဝေးတင်တက်ခဲ့တဲ့တငယ်ချင်းအောင်အခုကိုပိုင်ကားနဲ့တိုက်ခန်းနဲ့အေးကြဆန်းနေတဲ့ဝဲထားရတော့ရစ။ကျွန်တော်တော့အချိန်တွေဖြောင်းခဲ့မိပြီလား။အမေကတော့တနင်္သေးတခုတနင်္သေးစီဟာဒါပေမဲ့စာလုံးချင်စိတ်တွေကတော့ပြောင်းနေတယ် တန်းထဲမှာတခြားချောင်းကပြောင်းလာတဲ့သူကတော်တော်လေးတော်တော်အစ်စ်နေရသူတို့မမီဘူးဖြစ်နေစရာအာနဲ့တင်းနဲ့တော့နားလိုက်ပြီးနောက်နေ့ကျမှပြန်ဖြေရမလားလို့စဉ်းစားနေတာကျွန်တော်ကတော့လုံးဝလာတလားလောက်ရှိပြီစရာဒါပေမဲ့အလုပ်အသင့်မို့တယ်မနေ့အမိလိုက်ကိုစူးစမ်းနေရတယ်အချိန်ပိုရင်းပဲဆင်းနေတာတော်တော်လောက်ပြန်မှန်းနေစရာဘယ်လိုလဲကြည်ရတာစိတ်ပြန်မှန်းနေလို့ပဲစိတ်ပြီးစီမှုတွေလည်းတော်တော်များနေတယ်အော်ကော်ဖီလေးရင်တောက်လိုက်အောင်ကော်ဖီတောက်ပြီးမှစကားဆက်ပြောကြတာ လိုက်ခေါ်ပြလာမယ်ကဲကော်ဖီရောက်ကဲမင်းတို့တတိထားမိကြလားဆရာကော်ဖီတောက်ဖို့တော့ကော်ဖီခွက်တွေယူလာတော့မင်းတို့အားလုံးခွက်လတ်လတ်လေးလိုပဲရွေးပြီးယူပါကြအာအလဲမှာကျန်ခဲ့တာဆိုလို့ယူယူရှိရှိခွက်နဲ့မလားမပခွက်တွေပဲကျန်ခဲ့တယ်ဒါတော့မှတယောက်လက်တရာခွက်ဖို့တယောက်မရလို့စိတ်ထဲမှာကတိကောက်ဖြစ်သွားရည်လဲရှိအောင်ပါလိမ့်မယ်။ဆရာပြောချင်တာက ဘွားဆိုတာ coffee လို့ပဲ။ coffee ခွက်ကအစင်းတစားပေါ့။ဘွားကိုချက်ပြီးကုတ်ပေးတဲ့အနာကော်လေး။အဓိကဆရာတို့က coffee တောက်ဖို့။ coffee ခွက်ကိုတောက်တာမဟုတ်ပေမဲ့ခွက်လာလာလေးမရွေးပြီးယူကြ။ကြည်နဲ့တဲ့စိတ်။ဟော coffee ကိုခွက်လာလာလေးနဲ့တောက်တယ်ပေါ့။ဒါပေမဲ့ဘယ်ခွက်နဲ့ထက်ထက် coffee ရဲ့အရသာပြောင်းသွားတာပေါ့ဗျာ။ကိုကြိုက်တဲ့ခွက်နဲ့မတောက်လို့ coffee ရဲ့အရသာမခံတော့ဘူးလား။ဒါဆိုတော့မီးရင်းနှက်ခါလာဖြစ်ပြီ ဆရာနားလဲပါတယ်မင်းတို့ဒီမှာအခက်ခဲကိုစီရှိပါဒါပေမဲ့ဘဲခွက်နဲ့ပဲတော့တော့ရကော်ဖီရဲ့အရသာကိုခံစားဖို့မမီပါ